ရန်ပြည်နယ်၏အထင်ကရပွဲတော်တစ်ခုဖြစ်သည့်တောင်ကြီးတစောင်းတိုင်းမြို့ပုံမြန်ပွဲတော်ကိုစီကားတိုက်မြိုက်စွာကျင်းပသွားမယ့်တရင်အားတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်၏အထင်ကရပွဲတော်တစ်ခုဖြစ်သည့်တောင်ကြီးတစောင်းတိုင်းမြို့ပုံမြန်ပွဲတော်ကိုတောင်ကြီးမြို့အဝေးအားကုန်းတာယာမြို့ပုံမြန်ကွင်း၌အောက်တိုဘာလ29ရက်နေ့မှနိုဝင်ဘာလ5ရက်နေ့အထိစီကားတိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ2025ခုနှစ်တစောင်းတိုင်းပွဲတော်တွင် လွတ်တင်ရန်အတွက်မိဘုံပြန်များကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကိုရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းနဲ့ပြည်နယ်အတွင်းရေးမှူးဦးတန်းဆွေဝင်းတို့ကအောက်တိုဘာ16ရက်နေ့မွန်လွယ်ပိုင်းတွင်ကွင်းစင်းကြီးစုစစ်ဆေးခဲ့ကြပါတယ်။ဦးစွာတောင်ကြီးမြို့မြဆိုင်တောင်ဖျားတွင်ခေါင်ချင်း20ပြီနန်းတောင်မြင့်16ပြီ6လက်မှဒွါရ6ပြီအရွယ်စားရှိ စိန်နဗံမီးပုံမြန်ကိုပကြီးရေးဆွဲခြင်းနဲ့မီးပုံမြန်တွင်မီးလဆင်းရဲပြင်ဆင်ခြင်းလုပ်ငန်းများပြုလုပ်ဆောင်ရွက်နေမှုအခြေအနေများကိုတွားရောက်ကြည့်ရှုစစ်ဆေးရာမီးပုံမြန်ပညာရှင်များကပြည်내ဝင်ကြီးတို့အားမီးပုံမြန်ဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြကြပြီးပြည်내ဝင်ကြီးများကမီးပုံမြန်များခံကမ်းမှုရှိစေရေးမီးပုံမြန်လွတ်တင်ရာတွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးတတ်မှတ်ချိန်ကာလအတွင်းပြည်စည်းရေးတို့ကိုမှာကြပြီး းလိုအပ်သည်များပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့ပါတယ်။ထို့မှတစဉ်ပြည်내ဝင်ကြီးများနှင့်အဖွဲ့သည်တောင်ကြီးမြို့ဖျားပြူရက်ွက်တွင်ခေါင်ချင်းပေ25ပေအရွယ်စားရှိညမီးကြီးမီးပုံမြန်တွင်အုံပြူမီရန်မီးရှူမီးပန်းများကိုကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကိုကွင်းစင်းကြည့်ရှုစစ်ဆေးရာမီးပုံမြန်ပညာရှင်များကရန်ပိတ်တာချိန်40ဖြင့်ညမီးကြီးမီးပုံမြန်အတွက်ဆောင်ရွက်နေမှုအခြေအနေများကို၎င်း လူဦးရေ30ဦးဖြင့်ဩဂုတ်လမှစတင်ဆောင်ရွက်ခဲ့ရာယခုအခါ90ရာခိုင်နှုန်းပြည်စည်းပြီးဖြစ်ပါကြောင်းမြန်မာကြီးမိဘုံမြန်ပြုလုပ်ဆောင်ရွက်နေမှုခြေနေများကိုရှင်းလင်းတင်ပြရာပြည်내ဝန်ကြီးများကရန်နှင့်ဆက်ဆက်ပစ္စည်းများကိုအသုံးပြုခြင်းဖြစ်၍မိဘုံမြန်ပရိသတ်များဘေးရန်တွေကင်းရှင်းရေးတတ်မှတ်ချက်နဲ့အညီဆောင်ရွက်ရေးတတ်မှတ်ချိန်ကာလအတွင်းပြည်စည်းရေးလိုအပ်ကြောင်းမှာကြားခဲ့ပြီးလိုအပ်သည့်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည် အဆိုပါတောင်ကြီးတဆောင်တိုင်းပွဲတော်ကို အောက်တိုဘာလ29ရက်မှနိုဝင်ဘာလ5ရက်နေ့အထိစီကားတမ်းမြက်စွာကျင်းပသွားမည်ဖြစ်ပြီးပွဲတော်ကာလအတွင်းညာမီကြီးမီပုံပြံစိန်နမန်မီပုံပြံများကို အောက်တိုဘာလ29ရက်နေ့မှနိုဝင်ဘာလ4ရက်နေ့အထိညစဉ်9နာရီချိန်မှစတင်လွှတ်တင်သွားမည်ဖြစ်ပြီးနေ့လွတ်အရုပ်မီပုံပြံများအားအောက်တိုဘာလ30ရက်နေ့မှနိုဝင်ဘာလ4ရက်နေ့အထိနေ့စဉ်မွန်းလွဲ2နာရီမှ စတင်လွတ်တင်သွားမည်ဖြစ်ကြောင်းသိရှိရပြီးတောင်ကြီးတစောင်းနိုင်ပွဲတော်တွင်ကတိန်လဲ့လဲပူဇော်ပွဲမတိုးသင်္ကန်းရက်လုတ်ပြိုင်ပွဲမတိုးသင်္ကန်းစက်ကတ်လူဒန်းပွဲကတိန်စက်ကတ်လူဒန်းပွဲမိပရိဒါလဲ့လဲပူဇော်ပွဲများဒေတာထွက်ကုန် MSME အသေးစားအငယ်စားအလက်စားစီးပွားရေးလုပ်ငန်းပြကန်းများနဲ့နိုင်ငံကျော်အမှုပညာရှင်များဖြောပြေတင်ဆက်မှုများဖြင့်ရှမ်းပြည်နယ်၏အထင်ကရသောင်းနိုင်ပွဲတော်အား စီကားတိုက်မြိတ်စွာကျင်းပသွားမည်ဖြစ်ပြီးအနေနဲ့ရရမတောင်ကြီးတစောင်းတိုင်းချစ်သူများမိဘုံမြန်ချစ်သူများလာရောက်လေပတ်ကြည့်ရှုအားပေးနိုင်ကြောင်းတောင်ကြီးတစောင်းတိုင်းပွဲတော်ကျင်းပရေးဦးစီးကော်မတီမှဖိတ်ခေါ်ထားကြောင်းသိရှိရပါတယ်ခမညာ